ားလုံးပဲမင်္ဂလာပါအာဆင်နယ်ကဏ္ဍမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေအာဆင်နယ်ပွဲကတော့ပြီးသွားပြီး Newcastle United နဲ့အင်္ဂလန်မှာတွားကစားတယ် Newcastle United 1 Arsenal 2ပွဲပြီးရလာမှာတော့အာဆင်နယ်အသင်းကအနိုင်ရရှိခဲ့တယ်ဒါပေမဲ့အာဆင်နယ်အသင်းကအင်ရှင်အသင်းရဲ့ခက်ညင်ညစ်ခက်ကြမ်းကြမ်းကစားတာတွေကွင်းလေဒိုင်ရဲ့မမြတာတဲ့အဆုံးဖြတ်ချက်တွေအောက်မှာအာဆင်နယ်အသင်းကခက်ခဲကစားပြီးတော့အနိုင်၃မှတ်ကိုရအောင်စူးစမ်းရယူခဲ့တာပဲဖြစ်ပါတယ် ာဆင်နယ်တင်းကတော့ထုံးစံအတိုင်းပဲ433ဆိုတဲ့ကစားကွက်နဲ့ပဲဆက်လက်ပွဲထွက်လာတယ်။ဂူသမားနေရာမှာဒေးဗစ်ရိုင်ယာ၊နောက်တန်း၄ယောက်နေရာမှာဘက်တောင်မန်ခန်ဆဲမှာကာလာဖီယိုရီ၊ညာတောင်မန်ခန်ဆဲမှာဂျူရီယန်တင်းပါ၊စန်တာဘက်၂ယောက်နေရာမှာဂါဘရီယယ်နဲ့မော့စ်ဝဲရာ၊ကွင်းလယ်၃ယောက်နေရာမှာကွင်းလယ်ခန်ဆဲမှာဇူဘီမန်ဒီ၊သူ့ရဲ့အရှိမဒက်ကလန်ရိုက်စ်နဲ့အဇီ၊တိုက်စစ်၃ယောက်နေရာမှာညာတောင်မန်တိုက်စစ်မှာဘူခါယိုစာကအထောင်တိုက်စစ်မှာဗစ်တာယူကရက်စ်နဲ့ဘက်တောင်မန်တိုက်စစ်မှာလီယန်ဒရိုထရော့ဆက်ကိုပဲဆက်လက်ပွဲထုတ်လာခဲ့ပါတယ်။ဒီကနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့ max win 9 goal နိုင်ရမဲ့ပွဲစဉ်ပြီးခဲ့တဲ့စနေနေ့မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာ တချို့အသင်းတွေအမှတ်ဆုံးရှုံးခဲ့တာကိုအာဆင်နယ်အသင်းအနေနဲ့ချိန်တိပေါင်း၃မှတ်ရယူရမယ်ပွဲဒါကိုလည်းတစ်ဖက်အသင်းနီးပြကတိတယ်အာဒေတာဂရန်နဲ့တိတယ်ဒါကြောင့်မလို့အာဒေတာအနေနဲ့ဒီပွဲစဉ်ကိုပွဲဆကတဲ့ကနေပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်ဒီကနေ့မတူဘဲနဲ့အာဆင်နယ်အသင်းကို အနိုင်ရရှိအောင်ပွဲစကြရအရှိန်မြင့်ကစားလာတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးခဲ့တဲ့ Newcastle United အသင်းအင်္ဂလိပ်မှာသွားကစားတဲ့၃ပွဲစလုံးမှာတော့ Arsenal အသင်းက၃ပွဲစလုံးအရှုံးပေးခဲ့ရတယ် Newcastle United အသင်းက Arsenal အသင်းကိုဆိုလို့ရှိရင်သူတို့ခက်ကြံကြံခတ်မှောင်မှာကစားမယ်ပြီးတော့လို့ရှိရင်သူတို့က Arsenal အသင်းရဲ့ passing lane တွေကိုပေးမဲ့အစားအာဆင်နယ်အသင်းရဲ့ဒီ pass တွေပေးမဲ့ကစားသမားတွေကိုသူတို့ကခက်ကြံကြံခတ်မှောင်မှာကစားပြီးတော့ pass တွေမပေးနိုင်အောင် လုတ်တဲ့နီးစနစ်ကိုလည်းဒီကနေ့ပွဲစဉ်မှာသူတို့ထပ်ပြီးသုံးခဲ့တယ်ဒါပေမဲ့အာဆင်နယ်တင်းကပွဲအစနေပြီးတော့မှပွဲဒီပွဲချိန်6မိနစ်လောက်ထိကိုအာဆင်နယ်တင်းကတောက်လျှောက်ဒရက်ဆာတိုက်စစ်ဆင်မှုတွေပြုလုပ်တယ်အဲ့နောက်ပိုင်းမှာတော့ Newcastle United အသင်းဘက်ကလည်းပြန်ပြီးတော့ဘောလုံးကန်ပြီးတိုက်စစ်ဆင်မှုတွေပြုလုပ်တာမျိုးတွေရှိတယ်။ Newcastle United အသင်းဘက်က Arsenal အသင်းကိုသူတို့ဟိုဘလောက်ထိပေါ့နော် block တွေနဲ့ကစားလဲဆိုလို့ရှိရင်တချို့ အချိန်တွေမှာဆိုလို့ရှိရင်ပေါ့ဗျာဒီ formation မှာ55ပုံစံမျိုးဖြစ်သွားတဲ့အနေအထားမျိုးတွေအထိပါကျွန်တော်တို့တွေးခဲ့ရတယ်။ Arsenal တင်ရတဲ့ပွဲစားတွေကတိုက်စစ်ဆင်ကစားတယ်ပွဲကစားချိန်5မိနစ်နဲ့28မိနစ်28မိနစ်ဒီမှာအစည်းရဲ့ကန့်ချက်တွေတော်တော်ကောင်းတာကိုတစ်ဖက်အသင်းကိုယ်တော်မှပုတ်ထုတ်ကာကွယ်သွားတာတွေတွေ့ရတယ်။ကျွန်တော်ကတော့အာဆင်နယ်အသင်းသားမဟုတ်ရင်ကျွန်တော်တော်တော်များများကိုတော့ကျွန်တော်ဟိုစကားနဲ့ထည့်ပြောလေးချီးကျူးလေးမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီစကားဟာလေကျွန်တော်တစ်ဖက်ကိုတော့မဟုတ်ကျွန်တော်ချီးကျူးပြောဆိုတာမျိုးတော့မဟုတ်ပေမဲ့ ဒီနေ့ Nick Pope ရဲ့ left swing ကပေါ့နော် Arsenal အသင်းဘက်ကကြည့်တော်တော်လေး annoying ဖြစ်စေရတော့တော်တော်ကောင်းတယ် Arsenal အသင်းမှာဒီနေ့ဘာလို့တွေ့ရလဲဆိုလို့ရှိရင် transition နဲ့ play တွေတော်တော်လေးအကောင်းလာတာကိုတွေ့ရတယ်ပွဲကစားချိန်6မိနစ်နဲ့24မိနစ်မှာဆိုလို့ရှိရင် Arsenal အသင်းရဲ့ပေါ့နော်ဒီတစ်ဖက်အသင်းရဲ့ block တွေကိုဖြီးပြီးတော့ဒီ transition တွေနဲ့ကစားသွားတာတော်တော်လေးကောင်းတယ်ပွဲကစားချိန်6မိနစ်မှာဆိုလို့ရှိရင် Bukayo Saka ကနေပြီးတော့မှသူ့ကိုဒံပန်းကတ်ထားတဲ့ဟာကိုဒီ half space နေရာတွေကို Julian team မှာ light တက်လာတဲ့အဲ့ထဲကိုပေးတယ် Julian team မှာ sweat တက်သွားတယ် Victor Ucres ကိုပေးတယ်လှည့်ပြီးကန်လိုက်တယ်မကူးသွားဘူးပွဲကစားချိန်24မိနစ်မှာဆိုလို့ရှိရင် Victor Ucres ကနေပြီးတော့မှ Saka Saka နေပြီးတော့မှ Declan Rice half space ကနေ sweat တက်သွားတယ် sweat တက်သွားပြီး area တွေရောက်တဲ့အချိန်မှာ Leandro Trossard ကိုပေးတယ်သူကန်လာတိုင်ထိထွက်သွားတယ်အဲ့ဒီ moment နှစ်ခုမှာတော့ Arsenal အသင်းရဲ့ transitional play တွေကိုတော်တော်လေးမြန်ဆန်လာတာတိကျလာတာအတွဲဖက်မိလာတာကိုကျွန်တော်တွေ့ရတယ် ဒါပေမဲ့ပထမပိုင်းမှာအာဆင်နယ်အသင်းအနေနဲ့ပနယ်တီရခဲ့တယ်အဲ့ဒီပနယ်တီကိုကွင်းလေတိုင်းကလည်းပေးခဲ့ပေမဲ့သူကပဲ VR ပြန်ကြည့်ပြီးတော့ပယ်ဖြတ်ခဲ့တယ်အဲ့ဒီမှာပြောစရာနှစ်ချက်ရှိတယ်သူများတွေကတော့ပြောမယ်ဂူသမားရဲ့ခြေတောင်းနဲ့နည်းနည်းလေးဘောလုံးကိုထိသွားလို့ဒီဟာကပနယ်တီမပေးတာ Okay ဒါဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီအာဆင်နယ်အသင်းနဲ့ Brighton အသင်းရဲ့ပွဲစဉ်မှာ William Saliba ရဲ့ ခေါင်းတိုက်ရှင်းထုတ်ချက်ကဘောလုံးအရင်ထိပေမဲ့ Brighton သင်းကစားသမားကိုထိသွားလို့ဒီဟာက penalty ပေးကိုပေးရပါမဲဆိုပြီးတော့ PGMO ရဲ့အကြီးအကဲပေါ့နော် Howard Webb ကပြောခဲ့တယ်ဆိုရင်ဒီကနေ့ပွဲစဉ်ရဲ့ penalty ကတော့ဘာကြောင့်မပေးတာလဲနေပုတ်ခဲ့ခြေတောင်းနဲ့ဘောလုံးထိရလို့ထားလိုက်ရောပြီးတော့ Victor Yopres ကိုသူထိသွားတာက serious foul ပုံစံမျိုးမဟုတ်ဘူးလား ပြီးခဲ့တဲ့ Brighton အသင်းနဲ့ Arsenal အသင်းရဲ့ပြီးခဲ့တဲ့ရာသီကပွဲစဉ်အဖြစ်ပြက်နဲ့မဆင်တူဘူးလားအဲ့တုန်းကကျတော့ Howard Webb ကဒါဟာ penalty ပေးသင့်ပါတယ်ပြောပြီးတော့ဒီကိစ္စမှာကျတော့ဘာကြောင့် penalty မပေးတာလဲရှင်းရှင်းလေးပဲကျွန်တော်ကသူများလိုမျိုးဒိုင်းကူတဲ့ဟိုဟာဖြစ်တဲ့ဒီဟာဖြစ်တဲ့ကျွန်တော်အာချောင်တာမျိုးမလုပ်ဘူးကျွန်တော်အချက်လက်အတိအကျနဲ့ပြောတာ Howard Webb က William Saliba Brighton ကစားသမားကို ဘောလုံးထိပြီးတော့မှထိွာတော့တော့မှ penalty ပေးတာမှန်တယ်ဆိုရင်ဒီဟာဘာကြောင့် penalty မပေးတာလဲအဲ့ဒါတစ်ချက်နောက်တစ်တစ်ချက်ကအကယ်လို့အဲ့ဒီအလုံးဒီ penalty မဟုတ်ခဲ့ဘူးဆိုရင်တောင်မှဂိုးသမားခြေတော်နဲ့ထိပြီးထွက်သွားတာဆိုရင်တောင်မှအဲ့ဒီဘောလုံးဟာအာဆင်နယ်အသင်းလက်ပြဘောသူမဟုတ်တောင်းခံဘောနှစ်ခုတည်းတစ်ခုရမယ်ဟာဘာကြောင့်မရခဲ့တာလဲဒါမေ့သွားလားမေ့သွားတယ်ဆိုရင်ဘာလုပ်တာလဲဘောင်းမဝင်ဘူး ဒိုင်းနေကိုယ်တိုင်ကအာဆင်နယ်အသင်းကိုအမြဲတမ်းဒုက္ခပေးတာရှင်းရှင်းလေးပဲဒါခင်ဗျားတို့လက်မှတ်ခံခြင်းနဲ့လက်ခံရမယ်အမှန်တရားပဲအဲ့တော့ဘယ်မှာအာဆင်နယ်အသင်းကိုပေးလိုက်ရတယ်မော်စကွဲရာသူမလုံးသိတဲ့အမှားနဲ့သူနောက်ပြန်ပေးလိုက်တယ်အဲ့ဒါကော်နာဖြစ်သွားတယ်အဲ့ဒီကနေမှတဆင်းသူတို့ကော်နာရတယ်အဲ့ဒီကော်နာနေမှတဆင်းသူတို့အင်ချင်အသင်းကိုရသွားတယ်ဒုတိယပိုင်းပြန်စတယ်အာဆင်နယ်အသင်းကတိုက်စစ်ဆင်တယ်ဒုတိယပိုင်းပြန်စတဲ့အခါမှာလည်းဒီဂျူရင်တင်မရဲ့ခေါင်းတိုက်ချက်ပေါ့နော်တော်တော်လေးကောင်းပေမဲ့ နစ်ပုတ်ပဲထပ်ပြီးပုတ်ထုတ်ကာကွယ်သွားတယ်အဲ့နောက်ပိုင်းမှာအာဆင်နယ်အသင်းကမာတီနယ်လီမယ်ရီနိုတို့ကိုထည့်တယ်ဒုတိယပိုင်းပြန်စားတဲ့အခါမှာအာဆင်နယ်ကမော်စကွဲရောကိုထုတ်ပြီးတော့ဒီဝီလျံဆာလီဘာကိုထည့်ခဲ့တယ်နောက်ပိုင်းမှာမာတီနယ်လီနဲ့မယ်ရီနိုကိုထည့်တယ်ပြီးသွားလို့ရှိရင်ပွဲပြီးကန်ဒီမှာမာတီအိုရီဂိုကိုထည့်လိုက်တယ်အာဆင်နယ်အသင်းကနောက်ပိုင်းပွဲချိန်ဒီမှာမဖြစ်နိုင်တဲ့ဒီဘယ်ကနေညာဦးပြီးညာကနေဘယ်ကိုပေးတဲ့ကစားဟန်မျိုးကို မကစားတော့ဘဲနဲ့ direct send နဲ့ long pass တွေပြီးသွားလို့ရှိရင် through ball တွေပေးတော့တွေ့ရတဲ့ corner ရတဲ့အဲ့ဒီ corner အနေမှာတဆင်း Arsenal အသင်းပေးတယ်ပေးတဲ့ဟာကိုတယောက်ကလက်ခံတယ်လက်ခံပြီးတော့ Declan Rice ပြန်ကန်တင်ပေးလိုက်တဲ့ဟာကို Michael Merino တိုက်ပြီးတော့ goal twin ပြီး Arsenal အသင်းအတွက်ခြေပါ goal ရသွားတယ်အဲ့ဒီခြေပါ goal twin ယူထားတဲ့ Michael Merino ကဒီ2025ခုနှစ်ပြက်ကတိန်နှစ်ထဲမှာ Arsenal အသင်းအတွက် twin goal 9 goal နဲ့ twin goal အများဆုံး twin ယူထားတဲ့ကစားသမားဖြစ်တယ် ိုက်စစ်ကစားအာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားရဲ့ထထောင်မှာသူဟာဂိုးပူသွင်းထားတယ်။အဲ့ထက်က၄ဂိုးကခေါင်းတိုက်ဂိုးဖြစ်ပြီးတော့အခုဒီပရီးမီးယားလိဂ်မှာကစားနေတဲ့ဘယ်ကစားသမားတွေထက်မဆိုးခေါင်းတိုက်ဂိုးပူများတဲ့ပမာဏလည်းဖြစ်တယ်။အဲ့နောက်ပိုင်းအာဆင်နယ်အသင်းရဲ့နီးပြမီခဲလ်အာတီတာအနေနဲ့ဒီစရုပ်ရဒိုင်ယုံပေါ့နော်သူမေးတဲ့အချိန်ပိုဘယ်နှမိနစ်ပေးမှလဲတဲ့မေးတဲ့အချိန်မှာကွာ၈မိနစ်ပြောတော့သူကစားသမားတွေခေါ်ပြီးသူ၈မိနစ်လို့ထောင်ပြတယ်။ သူတို့ရဲ့စိတ်ထဲမှာဘလောက်ထိနိုင်ဖို့အတွက်စိတ်အားထက်သန်နေလဲဆိုတာဒါဟာတသက်ပဲအဲ့နောက်ပိုင်းပွဲကစားချိန်မိနစ်60အပေါင်းနာချင်းအချိန်ပို့5မိနစ်မှာမာတင်အိုဒီဂက်ကန်တင်ပေးလိုက်တဲ့ဘောလုံးကိုလူအုပ်တွေပြတလောက်အများကြီး block လုပ်ထားတယ်အဲ့ဒါကိုဘလို့မှဟိုဝင်ပြီးတိုက်လို့မရတဲ့အနေအထားတစ်ခုမှဂါဘရီယယ်မကာဟစ်ကပြေးဝင်လာပြီးတော့ဒုံးဆိုခေါင်းတိုက်ပြီးတော့အာဆင်နယ်အသင်းအတွက်နောက်ကျအနိုင်ကိုတွင်းယူပေးသွားခဲ့တယ်ဒီကနေ့ပွဲစဉ်မှာကျွန်တော်နောက်တစ်ခုပြောဖို့ကြံတာက Declan Rice တီး နယူကာဆယ်ယူနိုက်တက်အသင်းရဲ့တံပြန်တိုက်စစ်နှစ်ကြိမ်လောက်ကိုသူအကောင်းဆုံးဆင်းပြီးတော့ရှင်းထုတ်သွားတာတွေကိုကျွန်တော်တို့တွေ့ရတယ်။ Declan Rice ဘောလုံးပေးပို့နေတဲ့ပုံတွေဟာတော်တော်လေးကိုမှအရသာရှိတယ်။ဒီကနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အဇီးကကွင်းနဲ့တိုက်စစ် Zubi Mari နဲ့ Declan Rice ကကွင်းလယ်မှာ double pivot အနေနဲ့ကစားသွားတော့တွေ့ရတယ်လို့ Declan Rice ကနည်းနည်းလေးကွင်းလယ်ခံစစ်ပူဆန်ပြီးတော့ Zubi Mari ကနည်းနည်းလေးပေါ့နော်ဒီ Azee နဲ့နည်းနည်းလေးဒီလိုအရှိတ်အနောက်လေးကစားသွားတဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့တွေ့ရတယ်ဒီကနေ့ပွဲစဉ်မှာ တသိန်းလုံးရဲ့စိတ်ဓာတ်ကိုတော့ကျွန်တော်တော်တော်ချီးကျူးတယ်နီးပြမိခဲအာတီတာနဲ့အဖွဲ့အားအစပေါ့နော်ဒါပေမဲ့နီးပြမိခဲအာတီတာအနေနဲ့ဒီလိုမျိုးတပွဲမှာပေါ့နော်တစ်ခုတစ်ခုစီပေါ့ဒီလိုမျိုးဟိုလူစားလဲပြီးတော့မှအနိုင်ယူမယ်ဆိုတဲ့ပုံစံမျိုးကြီးနေဒီ plan B ထားတာတော့မကောင်းမဟုတ်ကောင်းပေမဲ့ ဒီပေါ့နော်မိနစ်နည်းနည်းကြာလာလို့ရှိရင်မာတီနယ်လီကိုထည့်ပြီးတော့ explosive ဖြစ်ပြီးတော့တစ်ဖက်အသင်းနောက်တန်းလေးကိုဖိအိုဖျက်ဖြစ်သွားအောင်လုပ်မယ်ဆိုတဲ့နီးစနစ်ကတော့ပွဲတိုင်းမှာအလုပ်ဖြစ်မှာတော့မဟုတ်ဘူးဆိုတာမိခဲအာဒေတာတီးပင့်နေပြီးတော့ဒီကနေ့ပွဲစမှာဆိုလို့ရှိရင်မော်စကွဲရာကိုပထမပိုင်းမှာပွဲထွက်လူစင်းမှာတုံးတာကလည်းနည်းနည်းလေးတော့စဉ်းစားစရာတော့ရှိရပေါ့နော်ဒါဟာဝီလျံဆာလီဘာကြန့်ခိုင်မှုပြေဝဖို့လိုအပ်တာကြောင့်လားဆိုတာတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ဘယ်ဖြစ်ဒီကနေ့ပွဲစဉ်အထွက်ကတော့အာဒေတာနဲ့အသင်းသားတွေအားလုံးဒီပြအဖွဲ့ဝင်တွေအားလုံးချီးကျူးရမယ် ဒါပေမဲ့ဒီလိုမျိုး moment တွေကတော့ခဏခဏရမှာမဟုတ်ဘူး။ပွဲထွက်ကစားသမား17ယောက်ကိုတည်တည်ချာချာလေးစီမံပြီးတော့တုံးပြီးသွားလို့ရှိရင် Leandro Trossard ကဘလို့မှ first line up မှာမရဘူးဆိုတာကတသက်ပဲ။သူကဘောလုံးကင်ထားတယ်ဘောလုံးကိုနောက်တန်းထိဆင်းပြီးတော့ယူတာဘာညာတရကသူ့ခြေတော့တဲ့လူလို့မရတာကောင်းပေမဲ့တကယ်တိုက်စစ်ဆင်မှုလိုအပ်တဲ့အခါမှာသူ့အနေနဲ့ပေါ်တော့ဒီ declan rice ပေးွားတဲ့တစ်ချက်ကိုသူကန်လိုက်တာတခုပဲသူ့မှာ moment တခုရှိတယ်ကျန်တာကတော့မရှိတော့ moment နေမရှိတော့ကျွန်တော်တို့တွေ့ရတယ်ကဲဒါကတော့ပွဲစဉ်အကြောင်းပဲဖြစ်တယ်အာဆင်နယ်ကတော့နိုင်သွားပြီထိတ်ဆုံးက liverpool နဲ့နှစ်မှတ်ပဲကွာတော့တယ်ကျွန်တော်တို့အာဆင်နယ်အသင်းသားတွေအားလုံးအတွက်ရောဒီပြအဖွဲတွေအားလုံးအတွက်ရောကျွန်တော်တို့အတွက်ရောတကယ်ကိုနိုင်ဖို့အတွက်ထိုက်တန်နေပျော်ရွှင်ဖို့အတွက်လည်းထိုက်တန်ပါတယ်ကျွန်တော်တို့အားလုံးပြပြဝါပျော်ရွှင်ပါဒီပျော်ရွှင်မှုကိုခံစားပါ ကြည့်နေတဲ့ Arsenal fan ညီကိုမောင်နှမတွေထဲမှာဗာရီနီမိသေးတာရှိသေးတယ်။အောက်က comment မှာကျွန်တော်နဲ့ဝင်ရောက်ဆွေးနွေးပြပို့တဲ့ဖိတ်ခေါ်ပါရယ်။ဒါဆိုရင်ကျွန်တော်ရဲ့ season လေးကိုဒီညမှာပဲရှင်းလာရပါရယ်။ကြီးစုအားပေးကြတဲ့ Arsenal fans ညီကိုမောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်။